်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစစ်တပ်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်သပိတ်မှောက်ဖို့ရန်ကုန်မြို့ပြနေပြည်သူတွေကိုတော်လှန်ရေးအင်အားစုတွေကစီယုံလှုံ့ဆော်ခဲ့ပါတယ်။ရွေးကောက်ပွဲကစစ်အုပ်စုရဲ့ထွက်ပေါက်ဖြစ်လို့ထွက်ပေါက်မပေးနဲ့လို့ပြည်သူတွေစီတွားရောက်ပြီးပြောဆိုစီယုံလှုံ့ဆော်ခဲ့တာပါ။ ပြည်သူရဲအာဏာကိုအတင်းအဓမ္မသိမ်းယူပြီးလူမှုဘဝကြက်တဲနှိမ်ပါအောင်ရည်ရွယ်ချက်ရှိရှိလုပ်ယူခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကိုထွက်ပေါက်မပေးမိဖို့လိုကြောင်း YRF ကဆိုပါတယ်။၂၀၂၁ခုနှစ်နောက်ပိုင်းချိန်မိတ်တီးခံခဲ့ရတဲ့ခံပြင်းမှုတွေ၊နာကျင်မှုတွေ မကျင်တဲ့ချက်တွေဒုက္ခတွေကိုအောင်းမေ့ရင်ထွက်ပေါက်မပေးဘဲစစ်အာဏာရှင်စနစ်အလုံးစုံပြိုကျပြစ်စီတဲ့အထိဆက်လက်တောင့်ခံပေးကြဖို့မိဘပြည်သူတွေကိုလေးစားစွာနဲ့တိုက်တွန်းလိုက်ပါတယ်လို့ရန်ကုန် Revolution Force YRF ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။မကွေးတိုင်းမကွေးမြို့မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းနေရသူတယောက် နိုမာလာ9ရက်နေ့က drone gun အပါအဝင်ခဲယမ်းတွေနဲ့အတူအလင်းဝင်ခိုလုံလာတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြီးတော့ကနိုမာလာ73ရက်မှာသတင်းထုတ်ပြန်လိုက်ပါတယ်။အလင်းဝင်လာတဲ့သူကဒီမော့ဆိုမြို့နယ်ခမရ429တပ်ရင်းမှာတာဝန်ကျနေတဲ့တပ်သားတစ်ဖြစ်ပြီးသူနဲ့အတူ drone gun တစ်လက်60မမဘုံသီးနှလုံး MA11 ဂျီပေါင်း2ခုကြည်စံတွေစက်တွေစက်တွေနဲ့အတူအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြီးတော့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ အခုပေါ်တာဆွဲခံရသူကမကွေးစာတီဖြစ်ပြီးတော့မြို့ပေါ်မှာဖုန်းလာဝယ်ရင်ပေါ်တာဆွဲခံရတာဖြစ်ပြီးတော့အဲ့ဒီကနေစစ်မှုထံအပတ်စဉ်၄တင်နန်းတက်ရောက်ခဲ့ရပြီးဒီမော့ဆုံမြို့နယ်ခမရ429တက်ရင်ကိုပို့ခံလိုက်ရတာလို့ဆိုပါတယ်အခုလိုထွက်ပြေးအလင်းဝင်လာသူအတွက်စုချင်းငွေချီးမြှင့်ဖို့အမျိုးသားညွေအစိုးရကောက်ွယ်ဝင်ကြီးဌာနကိုတင်ပြထားပြီးလက်ရှိမှာကံကောက်မုံမုံစောင့်ရှောက်ထားတယ်လို့လည်းသိရပါတယ် လက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်စီကိုဗတ်ပြောင်းခုံလုံလာကြသူတွေဟာ၉ရောက်အထိရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။စကိုင်းတိုင်းကမ်ဘလူနယ်မှာတပ်မ33လက်အောက်ခံစစ်ကြောင်းကိုဒေသကာကွယ်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား90ကျော်သေဆုံးခဲ့ပါတယ်။မကွေးတိုင်းပေါ့နယ်မှာတော့ပြူစောတိရွာတချို့ကိုဒေသကာကွယ်ရေးအဖွဲ့တွေကသိမ်းယူခဲ့တာကြောင့်စစ်ရေးတင်းမာနေပါတယ်။ဒီသတင်းကိုသူရချန်သာပြပို့ထားပါရရှင်။ စကိုင်းတိုင်းကမ်လူမျိုးနယ်ဝတ်တူရွာဘက်ကနေခင်းမျိုးနယ်ရှားရောရွာဘက်ကိုအင်အားတရာဝင်ကျင်နဲ့ဝင်ရောက်လာတဲ့တမ33လောက်ခန့်စစ်ကောင်စီစစ်ကြောင်းကိုနိုဗ ెంబ ာ12ရက်နေ့မနက်စောပိုင်းမှာဒေသကာကွယ်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတဲ့ညနေနီးပါးကြာပြီးနောက်စစ်ကြောင်းမှုပါဝင်စစ်သားများပြားတည်ဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေတင်ဆက်ရမိခဲ့တဲ့လူဒေသကာကွယ်ရေးအဖွဲ့တွေကတင်ထုတ်ပြန်ပါတယ်ကမ်လူနယ်ခေမှာစစ်ကြောင်းပုံမှုခွဲပြီးစစ်ကောင်စီကနေမြေထိန်းချုပ်ဖို့ကြိုးစားနေတုန်းမှာရင်းနှဲရွာအနီးကိုရောက်လာတဲ့စစ်ကြောင်းတစ်ခုလုံးပြတ်သွားအောင်ဒေသကာကွယ်ရေးအဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါလေ။တေရတော့90လောက်တည်နေလောင်းနေတာထက်ယူဘက်ကတစ်ကြောင်းကောင်းဘက်ကနှစ်ကြောင်းပါ။အဲယူဘက်ကတမတူမတူကြောင်းကတော့ပြုတ်သွားတယ်။ပစ္စည်းကတော့လူပိသလူပဲရဲ့စင်ကြီးတာဖွဲ့ပါတယ်ဘူပန်ချေလူဖွဲ က်ပါတယ်ရေဦးကလေဦးတက်ပါတယ်ခင်းဦးနဲ့ကရိုင်းဖွဲ့ထက်တုံးလိုက်ပေါ့ကာဝတိုင်းနဲ့ဘာကမပါမယ်ပလမပါမယ်နမကအနေမှာဒိုင်းကော်ပိုရိတ်တုံးတက်လာလို့ပြန်ဆုတ်ခဲ့တာလည်းလောင်းနေတယ်လင်းလင်းလေး နိုဝင်ဘာ၁၂ရက်နေ့ကမ်မြူနယ်တိုက်ပွဲမှာကာကွယ်ရေးအဖွဲ့တွေနဲ့ဒေသခံတွေရဲ့ခံမှန်းပြောဆိုချက်အရစစ်သား50ကနေ80နီးပါးသေဆုံးနိုင်ပြီးအတိအကျကိုတော့ TVB ကတိကျအတည်မပြုနိုင်သေးပါဘူးစစ်ကောင်စီတပ်သားတချို့ကလည်းအရှင်ဖမ်းမိခဲ့ပြီး20ကျော်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုကြပါတယ်ဟိုအနောက်ကျောင်းကလည်းအခုယာရောကနေယာရောယာရောရဲ့ရွာရဲ့ဝင်နေနောက်ကနှစ်ကျောင်းရှိတယ်အရှင်ဆယ်ကောင်ဖမ်းမိရပြောနောက်ကဝနှစ်ကျောင်းအဲ့လူကျောင်းကကြတော့ အကြောင်းကအခုငငဝယုံကြီးရတဲ့မှာရှိသေးတယ်အခုရှေတော့ရအခုတိုက်ပွဲဖြစ်တဲ့ဟာကညီတိုင်းနဲ့လေးတုံးနဲ့ချုပ်ဆက်တယ်လိုက်ပြရတာလေသူတို့ပြေးရတယ်မကွေးတိုင်းပေါ့မြို့နယ်မှာလည်းဒေသကာကွယ်ရေးအဖွဲ့တွေကအောက်တိုဘာလကုန်ပိုင်းမှာဖြူစောကြီးကြီးရွာတချို့ကိုတိုက်ခိုက်သိမ်းခဲ့တာကြောင့်စစ်ကောင်စီကပြန်လည်ဖိအားပေးတိုက်ခိုက်တာတွေရှိနေပါတယ်ပေါ့မြို့နယ်မှာဖြူစောကြီးကြီးရွာ20ဝန်းကျင်ရှိနေပြီးစစ်ကောင်စီကအဲ့ဒီကြီးရွာတွေမှာအထိုင်ချပြီးနေမြင့်ထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ် ပေါင်းမြင့်နယ်မှာပြူစောကြီးကျေးရွာ20ဝန်းကျင်ရှိနေပြီးစစ်ကောင်စီကအဲ့ဒီကျေးရွာတွေမှာတိုင်ချပြီးနေမိထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ပြူရွာများဖြစ်တဲ့ဝင်ကျုံနဲ့တချို့ကကျွန်တော်32ရက်နဲ့အကုန်လုံးတင်းသီးရမိခဲ့ပါတယ်။တင်းနေတဲ့အချိန်တော့အတွင်းမှာစိတ်ဖြူကပ္ပစာ20နှစ်ကနေမှစစ်ကြောင်းအကူလာတယ်။ထိတွေ့မှုတွေဖြစ်ပွားခဲ့တယ်ပေါ့။သူတို့ကလည်းရရင်ရတော့လောက်ကာမယ်ဆိုတဲ့သဘောမျိုးနဲ့စစ်ကြောင်းတွေထွက်လာတယ်။17လပိုင်း17ရက်နေ့အထိအောင်မယ်ဒါတိုက်ပွဲကတော့ထိတွေ့မှုခဏခဏဖြစ်ပါတ စစ်ကောင်စီကဒီဇင်ဘာလကုန်ပိုင်းမှာပြုလုပ်မဲ့ရွေးကောက်ပွဲမတိုင်ခင်စကိုင်းမကွေးမန္တလေးဒေသတွေမြို့နယ်တွေကိုအင်အားသုံးနေပြီးထိန်းချုပ်ဖို့ကြိုးစားနေတာပါမြန်မာနိုင်ငံလေပိုင်းမြို့နယ်အားလုံးကိုပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွေဖြစ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးလုံခြုံရေးရတပိုင်နဲ့ရွေးကောက်ပွဲလုပ်ဖို့မှဖြစ်နိုင်တဲ့အတွက်နယ်မြေတွေကိုအလဲကျအင်အားသုံးထိန်းချုပ်တဲ့နည်းလမ်းကိုသုံးပြီးရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေတယ်လို့ဒေသခံနိုင်ငံရေးသမားတွေကမှတ်ချက်ပေးပါတယ်ကျွန်တော်တူတာချမ်းပါပါ 2026ခုနှစ်မှာမျိုးဆက်သစ်နှလုံးခွဲစိတ်ဆက်ရုပ်တွေကိုစတင်အသုံးပြုဖို့ဂျာမနီရှိနှလုံးစင်တာတွေကပြင်ဆင်နေပါတယ်။ဂျာမနီရဲ့နှလုံးစင်တာဟာဒါဗင်ချီစနစ်ကိုအသုံးပြုပြီးဆက်ရုပ်အကူအညီနဲ့နှလုံးခွဲစိတ်မှုတွေပြုလုပ်တဲ့ဥရောပအကြီးဆုံးအစီအစဉ်ပဲဖြစ်ပါတယ်။ဂျာမနီနိုင်ငံမှာဒီလိုဆက်ရုပ်တွေအသုံးပြုတဲ့စင်တာနှစ်ခုရှိပြီးဒီနည်းပညာနဲ့လူပေါင်း260ကိုခွဲစိတ်ကုသမှုတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။မျိုးဆက်သစ်နည်းပညာအသစ်ကိုတော့လာမယ့်နှစ်မှာစတင်အသုံးပြုမယ်လို့မျှော်လင့်ရပါတယ်။ ဆဲရုပ်လက်တွေကလူတွေရဲ့လက်ပုံစံမျိုးနဲ့ခွဲစိတ်မှုတွေပြုလုပ်တာလည်းဖြစ်ပါတယ်။ဒီလိုဆဲရုပ်တွေကိုခွဲစိတ်ဆရာဝန်တွေကခလုတ်တွေအသုံးပြုပြီးထိန်းချုပ်တာလည်းဖြစ်ပါတယ်။ဆဲရုပ်တွေအသုံးပြုပြီးခွဲစိတ်မှုတွေပြုလုပ်တာကိုဂမ်မီဝတ်ဝင်ရုံလေးတွေကိုခွက်တစ်ခုကနေနောက်တစ်ခုကိုရွှေ့ပြောင်းပြီးတရုတ်ပြခဲ့ပါတယ်။ဂျာမန်နှလုံးစင်တာဟာဒီအဆီဇင်နဲ့အနာဂတ်အဆင့်မြင့်ဤပညာတွေကိုပြင်ဆင်နေတာလည်းဖြစ်ပါတယ်ရှင်။ TV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးဤနွယ်ပါ ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။